ကျောင်းဆင်မှုကြောင့်ကလေးတွေကိုစေနာပြေခန်းစားပြီးတော့ကိုရင်သွားလုခဲ့တဲ့ဖြစ်ဖြစ်တွေ ပြည်သက်ကြီးဒီနေ့အားဆိုရင်တော့ငလင်ကက်ဆိုးကြီးဟာရှင်းရမြောင်းနေဖြစ်လာခဲ့တာပါငလင်ဟာနောက်ဆက်တွဲသေးစားတွေလှုပ်ခတ်ပြီးတော့တနိုင်ကလုံးကပြည်သူတွေကိုစိတ်တင်ရပါပေးခဲ့တာဖြစ်ပါတယ်ထက်တူဝဲနေရပြီးတော့မြင်ရသူဖို့ရှင်နစ်အောင်ခန်းစားမိရပါတယ်တရုတ်ဆောင်ဖြူတွေဟာကိုချင်းစာတရားပြင်းနေကြောက်စိန်မျိုးကပြိုကျသွားတဲ့မူချိုချောင်းလေးကိုလာရောက်ခဲ့တာပါဖြူတွေဟာမူချိုချောင်းမှာစုံပါသွားကွေလွန်သွားခဲ့တဲ့ကလေးတွေနဲ့ဆရာဆရာမတွေအတွက်ငွေကျပ်၅သိန်းကိုလာရောက်လူတန်းပေးခဲ့တာဖြစ်ပါတယ်သူမစေနာသနာတရားပြင်းနေမြန်မာနိုင်ငံကြီးရဲ့ဘေးတွေအားလုံးကို အားတက်သရော်သွားရောက်ကူညီခဲ့သူဖြစ်ပါသည်။ဖြူတွေဟာအခြေခံလူရင်းစားပွားကနေတက်လာတာဖြစ်တဲ့အတွက် အခုလိုလူတဲ့နိုင်တာဟာကောင်းမွန်တဲ့သူမရဲ့ကိုချင်းတရားကြောင့်မနော်စိတ်ထားဖြူစင်ပြီးတော့သူမရဲ့လောက်ရဟာမချီကျူးဝဲနဲ့မနေနိုင်ပါဘူးအင်အားရစ်စတာစကေ7.7ရှိတဲ့ငလေးဟာမြန်မာနိုင်ငံရဲ့မြို့ကြီးများစွာရဲ့ပြည်သူတွေကိုအုံမဲ့အိမ်မဲ့ပြုလုပ်ခဲ့ပြီးတော့အသက်တွေဝေဝါနှုတ်ယူသွားခဲ့တာပါဒီထဲမှာမှကြောက်စဲမျိုးရှိမူချိုးကြောင့်လေးကလူမမဲ့ကလေးတွေရဲ့အသက်ကိုပါခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်ကြောက်စဲမျိုးကြီးကလေးတစ်မျိုးလုံးနှီးပါမျိုးပြက်ကြီးလိုဖြစ်နေပြီးတော့အထက်မြင့်ဆောင်တွေအလုံးပြိုကျပျက်စီးခဲ့တာလည်းဖြစ်ပါတယ်တစ်မျိုးလုံးနှီးပါအုံမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပြီးတော့လမ်းမ င်းလေးတွေမှာအိမ်ရှိရာမရှိတဲ့စုပ်ကလေးတွေနဲ့နေနေကြတာဖြစ်ပါရည်။နောက်ဆက်တွဲငလင်းတန်ကိုကြောက်ကြတာဖြစ်တာမလို့အိုးအိမ်မပြိုကျဘဲနဲ့ရှိနေတဲ့သူတွေတောင်မှအိမ်ပေါ်မှာမနေရဲပဲညဘက်ဆိုရင်တော့လမ်းမတွေပေါ်မှာနေနေကြရတာပါ။ဖြူတွေရမူချိုချောင်းကိုရောက်သွားပြီးတော့သူမရဲ့အကိုမောင်နှမတွေနဲ့တူကိုရိုင်းသွားရပြီးကလေးတွေရဲ့အဖေဖေမေမေဖိုးဖိုးဘွားဘွားတွေကိုဖုံးဆက်ခိုင်းပြီးတော့တူးလျင်ငွေကျပ်၅သိန်းပေးရလူတန်းကြတာပဲဖြစ်ပါရည်။တယောက်ဆောင်ဖြူတွေကတော့စိတ်မထိနိုင်မင်းနဲ့လူတန်းမှုပြုလုပ်နေရှင်ပြီးအလူကံပြည်သူတွေကိုဖတ်ငိုပြီးတော့နေတဲ့စကားဆို ခဲ့တာဖြစ်ပါတယ်။ကလေးလေးတွေဆုတ်ရှုတ်သွားတယ်။မိဘတွေကိုကလေးလေးတွေကခုလိုကောင်းတဲ့ပုံပေါ်အားမှာရှောင်းနေမှာပါ။တရားနည်းဖြေပေးပြီးတော့ကလေးတွေအတွက်အလှူတန်းလေးတွေပြုလုပ်ပေးပါလို့ပြောဆိုထားတာပါ။သူမပစံပုံကြီးကိုရှေ့ချပြီးတော့မြေကြီးတွေနဲ့ကိုချင်းစာပေးမုံမြက်ကောင်းမွန်တဲ့အလှူကြီးကိုပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဖအေးမအေးနဲ့ရှင်ခွေထဲမှာခလုတ်တိုက်ရင်တောင်မှတန်ကျဲကြီးနဲ့နားလို့ချွတ်တဲ့ကလေးတွေဟာအခုလိုဖြစ်ဆိုးမှုနဲ့ကြုံရတာဖြစ်လို့မလို့စိတ်မကောင်းပါဘူးကိုသားသမီးတွေကိုတူလေးတွေရွှေဆိုတော့သူတို့ရဲ့နာကျင်မှုကိုတောင်မှခံစားသွားမလားဆိုပြီးတော့ငိုယိုကပြပြခဲ့တာဖြစ်ပါတယ် မြေကြီးတွေမထိန်နိုင်ပဲနေကလေးမိဘတွေကိုဖန့်ကိုနေတာဟာကြီးစုသူဘုသနာကျူနာဖြစ်မိပြီးတော့မြေကြီးတွေစွဲလာတာလည်းဖြစ်ပါရည်ဖြူဖြူတွေ့ရလေကလေးတွေဆိုရင်မမြင်ရဘူးကလေးတွေဖြစ်ရင်လည်းအယံခံစားရရည်သူမရဲ့တူမလေးတောင်မှသူမငယ်လေးဘေးလူနေတော့ယူနိဘူလောင်တာကြည့်ပြီးတော့မခံစားနိုင်ဘူးလို့ပြောပြခဲ့တာဖြစ်ပါရည်တယောက်ဆောင်ဖြူဖြူတွေ့ရမူချိုးចောင်းကကွဲလွန်သွားတဲ့ကလေးတွေဒီမဟုတ်ပဲနေကျောက်စင်မျိုးတွေကပြိုကျပျက်စီးသွားတဲ့အိမ်တွေကိုလေသူမတက်နိုင်တဲ့လောက်လေးနဲ့ကုညီကိစေပြီးခဲ့တာပဲဖြစ်ပါရည်ပြိတဲ့ကြီးတယောက်ဆောင်ဖြူဖြူတွေ့ရဲ့စိတ်သဘောထားလေးမုံမြက်ပြီးတော့ ော့စေနာသရတရားလေးကောင်းပေါ်မာနေတော့ကြောက်စဲမှုချိုးချောင်းကိုကိုယ်တိုင်သွားရောက်လူတိုင်းခဲ့တဲ့ဖြူထွေးရဲ့အလူပေါ်မှာမှတ်ချက်လေးတွေလေးပေးခဲ့ပေးပါအောင်ရှင်။အဘိနှဆိုင်ခဲ့ကြတဲ့ပိသက်တရားချစ်စီတိုင်းလေးကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။ပရိသတ်ကြီးတို့လည်းတဘာဝဘေးအန္တရာယ်ကြီးမှာကင်းလို့ကြပါစေကြောင်းဆုမကောင်းတောင်းပေးလိုက်ပါရရှင်။